အခုတကောက်မှလည်းဆက်ပြီးတော့အခန်းလေးရဲ့ grammar လုံလေးတွေကိုဆက်ကြည့်ပါမယ်နော်။အဲဆိုတော့အခန်းတစ်ကနေ၃အထိမှာဆိုရင်တော့သူက definite ပတ်သက်တဲ့အစကလုံးတွေပဲပြောသွားတာပေါ့နော်။အခုအခန်းလေးမှာဆိုရင်ဘယ်ပိုင်းဆက်ပြီးတိုးလာမလဲဆိုတော့ခုတိုးပေါ့မှာထရားကိုရီချက်ခဲ့တဲ့ must နဲ့ဆုံးရင်ဘက်ဒီကရိယာစဉ်းတဲ့ဝင်တဲ့စကလုံးလေးတွေဆက်ပြီးတော့ပါလာပြီနော်။အဲ့ဒီတစ်ခါအခုအခန်းလေးမှာလည်းသူနဲ့သက်ဆိုင်တဲ့စကလုံးလေးတွေထပ်ပြီးတော့မှတ်ပါမယ်။အဲ့တော့နံပါတ်ပြီးကိုရီအနည်းနဲ့သိထားရမှာကအချိန်က ာလနှစ်မျိုးလေးမှတ်ထားပေးပါတခုကကျတော့လက်ရှိနဲ့အနာဂတ်ကိုကိုးစားပြုတဲ့ career ပါမယ်ပြီးရင်အတိတ်ကိုကိုးစားပြုတဲ့ career ပါပါမယ်အဲ့တော့ကိုဒီ career ဘယ်နှမျိုးမှတ်မလဲဆိုတော့နှစ်မျိုးလေးမှတ်ပေးရမယ်အချိန်ကာလပေါ်မူတည်ပြီးတော့ career လေးနှစ်မျိုးစီမှတ်ပေးပါမယ်ပထမဦးဆုံးအခုလက်ရှိနဲ့အနာဂတ်အတွက်ကိုရည်ညွှန်းတဲ့ ဘက်ကလေးတွေကရိယာလေးတွေကိုမှတ်မယ်။ဒါဆိုရင်ကိုရီကဥပမာမတ်စနေစုံနေစကလုံးလေးတွေကိုတော့ခေါ်ပါမယ်။အဲ့တော့ခိုတိုးပေါ်မှာဒီကတခါလေးကိုရီချက်ပြီးသားမတ်စနေစုံနေစကလုံးလေးကကရိယာဆိုပြီးတော့တုံးနေ။အဲ့တော့မတ်စနေစုံနေစကလုံးလေးအကုန်လုံးကအခုလက်ရှိနဲ့အနာဂတ်အတွက်ကိုရည်ညွှန်းတဲ့ကရိယာတွေပါ။ပြီးအဲ့တော့ကိုမကိုရီကအငင်းလိုမျိုးပြောချင်မာဆန်ဆိုတဲ့အတောင်းလေးတုံးပါမယ်။မာဆန်ဘတ်မာဆန်ပေါ့မဘတ်ဘူးလို့ပြောချင်တာ။ ကိုရီသုံးမဲ့မတ်နဲ့စုံတဲ့စကလုံးတွေကိုမတ်ထုံပြီးမဆိုင်ကပ်ပေးလိုက်ရင်ဒါကအငင်းလို့ပြောတာမျိုးဖြစ်သွားပြီအဲ့ဒါဆိုရင်နှစ်ခုရှိမယ်နော်အလက်ရှိနဲ့အနာဂတ်ကိုပြောတဲ့ကရိယာကမတ်စီရဲ့မဆိုင်ရဲ့ရှိမယ်အဲ့ဒါကိုမှအတိတ်ကာလအတွက်ပြောမယ်ဥပမာစားခဲ့တယ်သွားခဲ့တယ်လာခဲ့တယ်ဆိုတော့အတိတ်လို့ပြောခြင်းမရှိတဆိုတဲ့စကလုံးလေးမှတ်ထားပေးမယ်မရှိတ တတ်ထားတဲ့ mask ကိုဖြုတ်မယ် master လေးပေါင်းရင်အတိတ်ကိုပြောတာဖြစ်သွားပြီအဲ့ဒီအတိတ်ကာလအတွက်မှာမအငင်းလိုမျိုးဥပမာမစားခဲ့ဘူးမသွားခဲ့ဘူးမလာခဲ့ဘူးလို့ပြောခြင်းရင် masan deshta ဆိုတဲ့အသုံးအနှုန်းလေးသုံးပြရမယ် masan deshta အဲ့တော့အခုသုံးမဲ့ဟာဒီအကောင်လုံးကကိုယ်ရေခိုတိုးပေါက်မှာကြက်ခဲတဲ့ mask နဲ့စုံတဲ့စကလုံးလေးဒီကို mask ကိုဖြုတ်မယ်အငင်းလိုမျိုးပြောခြင်း masan အတိတ်လိုမျိုးပြောခြင်း master အတိတ်ကမှအငင်းလို့ပြောချင်ရင်မဆန်သေးစတာဒီလိုလေးတွေပြောင်းပြီးတော့ထည့်ပေးရမှာဒါတွေကကရိယာတွေကိုပြောင်းနေပုံစံလေး၄မျိုးစီထပ်ပြီး꿰သွားတာလीเนาะအဲ့အားလေးကိုအောက်ကလေးမှာလက်တွေ့ဘလိုမျိုးသုံးထားလေးတစ်ချက်လောက်ကြည့်မယ်ဒီမှာဆိုရင် ikimasu တွားတည်တာကအခန်းကားရောက်ရင်ကိုရီကျက်ရမှာ ikimasu ကတွားတာဒါကမှမတွားဘူးလို့ပြောချင်ရင်မဆန်ပေါင်းမေး ikimasu မတွားဘူးနောက်တစ်ခုတွားခဲ့တယ်လို့အတိတ်ကာလအတွက်ပြောချင်ရင် အခိမရှိတာတွားခဲ့တယ်မတွားခဲ့ဘူးလို့ပြောချင်ရင်အခိမစန်ဒေးစ်တာမတွားခဲ့ဘူးအဲ့တော့ဒါလေးက career တွေကိုပြောင်းတဲ့ပုံစံလေးပြောပြထားတာနော်အဲ့ဒါအပြင်မှာအခန်းလေးမှာအချိန်နဲ့ပတ်သက်တဲ့စကားလုံးလေးတွေထပ်ပြီးကြည့်ရမယ်အချိန်နာရီတွေကိုပြောချင်ရင်ကင်ကနဲ့အနောက်မှာဘာထင်မလဲကြီးထည်ပြီးသုံးနေ အဲ့ဒါမဟုတ်ဘဲနဲ့မိနစ်တွေကိုပြောချင်ရင်ဖွန်းလို့ဘွန်းလို့ပွန်းလို့ဒါလေးတွေထည့်ပြီးတော့သုံးထားပေးရတာเนาะအဲ့တော့အခုဆိုရင်ဘနနာလေးလို့မေးချင်ရင် Nanji desu ka လို့မေးမယ်ဘနမိနစ်လဲဆိုရင် Nanbon desu ka လို့မေးပေးမယ်နောက်ဒါလေးရှိပါမယ်အဲ့လေးကိုအောက်ကလေးမှာတစ်ချက်လောက်ကြည့်ပေးပါ ima nanji desu ka တို့တုံးထားလေအဲ့ဆိုရင် အခုဘနနာကြီးလေတို့သူကမိတာဒါဆိုရင်အောက်မှာ အချိန်နာကြီးပြန်ဖော်ပြထားတယ်ဂျူ ichi ichi gopon desu 17နာရီ9မိနစ်ဖြစ်ပါတယ်ဆိုပြီးတော့အချိန်ကာလကိုပြောထားပေးတယ်နော်အဲဆိုရင်ဒါလေးကအချိန်နာရီပတ်သက်တဲ့အပိုင်းလေးပါအဲ့တော့အဲ့ဒါကိုမှထပ်ပြီးတော့မှတ်ပါမယ်နောက်ထပ်ပုံစံလေးတစ်မျိုးကဘာလဲဆိုတော့တိကျတဲ့အချိန်ဒီရဲ့အနောက်မှာ3နိအဲ့ဒီနိလေးကိုမှတ်ပါမယ်နိပါ အဲ့နိရဲ့အတိတ်ဘေကမှားလို့ဘာသာပြန်မေးဘာရင်းနဲ့တဲသုံးလဲဆိုတော့တိကျတဲ့အချိန်ကြီးရက်တရဲ့အနောက်မှာနိကိုကပ်ပြီးတော့တုံးပေးပါမေးမတိကျရင် လုံးဝမတုံးဘူးဥပမာအောက်လေးမှာကြည့်ကြည့်ပါမီရာဆန်ဝါခီနိုနန်ဂျီနီနေမရှိတာက မီရာဆန်မနီကတဲ့ဗဒနာကြီးမှာအိတ်ခက်လေးနန်းကြီးနီလို့မိထားပေးတယ်။နဲသူကအိတ်တဲ့အချိန်အတိအကျကိုသိကျင်တဲ့အတွက်မေကွန်းစကလုံးနန်းကြီးရဲ့အနောက်မှာ နီနဲ့ကပ်ပြီးတော့တုံထားပေးတာ။အဲ့တော့အောက်မှာလည်းပြန်ဖြေတယ်။ဂျူနီဂျီနီနေမရှ်တာ စနနာရီမှာအိတ်ခဲ့ပါတယ်ဒါဆိုရင် စနနာရီဆိုတာတိကျရဲ့စင်ကြီးဝင်သွားပြီလေအဲ့အတွက်သူ့အနောက်မှာကြီးကိုကပ်ပြီးတော့တုံးပေးပါမယ်ညို့ကိုရီကမှတ်ထားမှာကတိကျတဲ့အချိန်ဒီရဲ့အနောက်မှာပဲညို့ကတုံးမယ်မတိကျရင်လုံးဝမတုံးဘူးအနောက်တစ်ခုလေးဒီခန်းမှာဆက်ပြီးတော့မှတ်ရမှာကကြတော့ခါတာနဲ့မရီခါတာမရီစတင်တဲ့အချိန်ကို ဖော်ပြရင်ခါတာကိုတုံးမယ်ကန့်တတ်တဲ့အချိန်ကိုဖော်ပြရင်မရီကိုတုံးမယ် စတင်ရင်ဆိုတာအချိန်စတင်တာဖြစ်စေတနည်းအရာကနေစတင်ရင်ဆိုရယ်စတင်တာကိုဖော်ပြပြီးဆိုတဲ့ကခါတာကိုသုံးမယ်ကန်တက်လိုက်တယ်ဆိုတာအထီပေါ့ဥပမာ7နှစ်နာရီမှ10နာရီအထိစာလုပ်ပါတယ်ဒါဆိုရင်အချိန်နာရီကန်တက်လိုက်တဲ့အတွက်မာရီကိုတုံးပြရမယ်အဲ့တော့အုတ်ကလေးမှကြည့်ကြည့်ပါဂင်ခိုဝါနန်ဂျီခါရာနန်ဂျီမာရီဒက်စကဘန်ကဘနနာရီမှဘနနာရီအထိလဲ ဒါဆိုရင်စတင်နာကိုခါတာနဲ့သွားမယ်အကန့်တက်လိုက်တာကိုမာဒီနီသုံးပြီးမယ်နော်အချိန်နာကြီးမေးတာဖြစ်တဲ့အတွက်နန်ဂျီနဲ့သုံးပြီးမယ်အဲ့တော့အောက်မှာလည်းပြန်ဖြေတဲ့ခူဂျီခါတာရောခူဂျီမာဒီ this ကိုနာကြီးမှ6နာရီအထိဖြစ်ပါတယ်စတင်တဲ့အချိန်ကိုခါတာနဲ့ဆက်မယ်ကန့်တက်လိုက်တဲ့အချိန်ကိုမာဒီနဲ့ဆက်ပြီးတော့ပြောပြီးရမယ် ဒါဆိုရင်ဒါလေးကအခန်းလေးမှာမှတ်ရမယ့်အပိုင်းလေးနော်။အခန်းလေးကစပြီးနောက်ပိုင်းအခန်း25အထိကိုကိုလေးကမတ်စနေဆုံးတဲ့ကရိယာလေးပဲသင်ရမှာဖြစ်တဲ့အတွက်ဒါလေးကိုအခြေခံအနေနဲ့ရေးရအောင်လို့လုပ်ထားပါ။မတ်စရဲ့မာဆန်ရဲ့မတ်စတာရဲ့ မာဆန်ဒေးစတာရေဒီလိုဘက်ကိုပြောင်းပုံနေရေကိုမတိဘူးဆိုရင်တိတ်ချာလေးရအောင်လို့ပြောင်းကြည့်ပါမယ်ခူတိုဘမှာကိုရီကျက်ခဲတော့ကမတ်စနဲ့စုံတဲ့စကလုံးလေးတွေရှိတယ်အဲ့ဒီစကလုံးလေးတွေကိုလည်းအခုလိုပုံစံခွအတိုင်းလေးကိုပြောင်းကြည့်ပါအတိတ်လိုဆိုရင်ဘလိုစကလုံးပြောင်းမလဲအငင်းဆိုရင်ဘလိုမျိုးပြောင်းမင်းငါလို့ထဲကြမလဲဒါလေးတွေကိုလက်တွေ့ခူတိုဘလေးတွေနဲ့ပြောင်းပြီးဆန်းသက်ကြည့်ပါနော်ဒါဆိုရင်ကိုရီမမညာလေး exercise လုပ်လေးလေးမမညာလေး grammar တွေကရလေးလေးပါပဲနော် အဆင်နော်အခုကအခန်းလေးရဲ့ grammar note လေးတွေကိုရှင်းပြပေးသွားတာပါအားလုံးအဆင်ပြေမယ်လို့ထင်ပါတယ်နော်